တန်လန်ဒိတ်မဟာမိတ်1990ပြည့်နှစ်များတွင်မြောက်အတန်လန်ဒိတ်မဟာမိတ်အဖွဲ့သည်တမိုင်းတလျှောက်ငြိမ်းချမ်းသောခေတ်ကာလအတွင်းဖွဲ့စည်းသည့်အခြားသောမဟာမိတ်စာချုပ်များထက်အရွေးပမာဏရောကြာရှိခိုင်မြဲမှုတွင်မှာတာလွန်နေခဲ့သည်ယင်းဖွဲ့ကိုဥရောပတိုက်အတွင်းဆိုဗီယက်တို့၏စစ်ရေးအင်အားကိုတံပြန်ထိန်းညှိပေးသည့်အနေဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည် ယခုခါအရှေ့ဥရောပနိုင်ငံများမှာဆိုဗီယက်တို့၏ထိန်းချုပ်မှုအောက်တွင်မရှိတော့ပေထို့ပြင်အနောက်ဥရောပမှာလည်းဆိုဗီယက်တို့၏လွှမ်းမိုးမှုကိုစိုးရိမ်နေရသည့်အနေအထားတွင်မရှိတော့ပေထို့ကြောင့်ရင်းဖွဲ့၏အနာဂတ်သည် သိပ်မရေရာတော့ပါပြီသို့တော်လည်းဥရောပတိုက်တွင်ဖြစ်ပွားခဲ့သောပြိပခတ်တင်များကရင်းဖွဲ့၏လှုပ်ဆောင်မှုတင်များကိုတောင်းဆိုလျက်ရှိနေသည် ရင်းဖွဲ့၏တရားဝင် ထိန်းချုပ်ကုကဲမှုဖြင့်ပထမဆုံးချိန်ဆောင်ရွက်ခဲ့သည့်လက်နက်ကင်တိုက်ပွဲ စစ်စင်ရေးမှ1994မှ95ခုနှစ်တွင်ဘော့စနီးယားဆော့ဖ်မြားကိုလေကြောင်းမှဘုံးကျဲတိုက်ခိုက်ခြင်းဖြစ်သည်၎င်းနောက်ဘော့စနီးယားတွင်လက်နက်အင်အားပြည်စုံတပ်ဆင်ထားသည့်စစ်တီအင်အား6000ရှိသောငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များဆီလွတ်ထိန်းသိမ်းပေးခဲ့သည် 1996နှစ်2004ကြားမြောက်အတ္တလန္တိတ်စစ်စာချုပ်နေတိုးအဖွဲ့သည်ကိုဆိုဗိုမက်ဆီဒိုနီးယားနှင့်အာဖဂန်နစ္စတန်တို့တွင်အလားတူဆောင်ရွက်မှုမျိုးကိုလှုပ်ဆောင်ခဲ့သည်2000ခုနှစ်အမေရိကန်နိုင်ငံတွင်အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်းနေတိုးအဖွဲ့သည်စာချုပ်တည်ထောင်စဉ်ကပင်ပါရှိခဲ့သောပုံမှန်ကအဖွဲ့ဝင်နိုင်ငံတနိုင်ငံပေါ်တိုက်ခိုက်မှုသည်အဖွဲ့ဝင်အားလုံးပေါ်တိုက်ခိုက်မှုဖြစ်သည်ကိုပထမဦးဆုံးချိန်ချင်းသုံးခဲ့သည် အဖွဲ့ဝင်နိုင်ငံများအားလုံးကအကြံဖတ်သမားများကိုအေးအေးယူဖို့ပေါ်တွင်ကူညီမှုပေးရန်တာဝန်ရှိစေခဲ့သည်1948ခုနှစ်တွင်ဗြိတိန်ပြင်သစ်ဘယ်လ်ဂျီယံဟော်လန်နှင့်လူဇင်ဘတ်တို့ဘရပ်ဆဲစာချုပ်ကိုလက်မှတ်ရေးထိုးစဉ်ကပင် မဟာမိတ်အဖွဲ့ကိုစတင်၍ပုံစံချခဲ့သည်အဆိုပါငါးနိုင်ငံမဟာမိတ်အဖွဲ့သည်ဆိုဗီယက်တို့ကဥရောပလေပိုင်းတွင်ထားရှိသည့်ဒုတိယအင်အားကြီးမားသောစစ်အင်အားကိုလုံလောက်စွာတံပြန်နိုင်မည်မဟုတ်ကြောင်းသိမြင်ခဲ့သည် ို့ကြောင့်အမေရိကန်တို့၏အကူအညီကိုလည်းရယူထားရမည်ဟုရှုမြင်လာကြသည်အမေရိကန်တို့သည်၅နိုင်ငံမဟာမိတ်အဖွဲ့ကိုရှုပ်ထွေးသောမဟာမိတ်အဖွဲ့ဖြင့်အစဉ်လာရတန်တရားဝင်နေခဲ့သည်သို့တော်လည်းဘာလင်ပိတ်ဆို့မှုချက်ကိုစလိုဗက်ကီးယားတွင်အာဏာသိမ်းမှုနော်ဝေးနှင့် ဖင်လန်တို့အားချိန်းချောက်မှုများစသည့်ဆိုဗီယက်တို့၏ထိတ်လန့်ဆိုးရိမ်ပွဲလုပ်ရများကို တွေ့မြင်ပြီးနောက်မဟာမိတ်ဖွဲ့ချင်းပေါ်တန်တရားရှိနေမှုများပြေပြောက်သွားခဲ့သည် 1949ခုနှစ်တွင်အမေရိကန်နိုင်ငံနစ်ကနေဒါဘရပ်ဆဲလ်စာချုပ်ဝင်နိုင်ငံ၅နိုင်ငံဒိန်းမတ်အိုက်စ်လန်အီတလီနော်ဝေးနှင့်ပေါ်တူဂီနိုင်ငံတို့သည်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ကိုဖွဲ့စည်းခဲ့ကြသည်မဟာမိတ်အဖွဲ့ဝင်နိုင်ငံ12နိုင်ငံတို့သည်၎င်းတို့အဖွဲ့ဝင်နိုင်ငံများအနက်နိုင်ငံနိုင်ငံအားမြေသီးတိုက်ခိုက်မှုမျိုးနှင့်ကြုံရသည်ဖြစ်စေပူပေါင်းတွန်းလှန်တိုက်ခိုက်ရန်ကြိုးပြုခဲ့ကြသည်1950ပြည့်နှစ် တွင်တောင်ကိုရီးယားနိုင်ငံအားကျူးကျော်ဝင်ရောက်မှုကြောင့်ဆိုရင်ကြောင်းကြမှုများတိုးလာခဲ့ပြီးပို၍ကျေပြန့်သောမြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ဖွဲ့စည်းခဲ့ဖွဲ့စည်းဖြစ်စေခဲ့သည် Green နှင့် Turkey တို့ကလည်း1952ခုနှစ်တွင်အဆိုပါမဟာမိတ်အဖွဲ့တွေသို့ဝင်ရောက်လာသည်အနောက်ဂျာမနီက1955ခုနှစ်တွင်ဝင်ရောက်ခဲ့ပြီးစပိန်နိုင်ငံက1982ခုနှစ်တွင်16နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ပေါင်းစည်းထားသောဂျာမနီအားအနောက်ဂျာမနီအဖွဲ့ဝင်ဖြစ်မှုကိုစက္ကန့်စီမီဟုဆိုဗီယက်တို့သဘောတူညီစေရန်ဆွဲဆောင်သည့်အချိန်1990ပြည့်နှစ်တွင်အဖွဲ့ကနေမီတူးချဲ့မှုများပြုလုပ်ခဲ့သည်1966ခုနှစ်တွင်ပြင်သစ်ကအမေရိကန်၏ဥဆောင်သောအခမ်းအမပါဝင်နေမှုကိုမကျေမနပ်ဖြစ်ပြီးနေတိုး၏တပ်များအတွင်မှ၎င်း၏တပ်များကိုနှုတ်သိမ်းသွားခဲ့သည်။ တို့ရရင်အဖွဲမှနှုတ်ထွက်သွားခြင်းမပြုခဲ့ပြီးအဖွဲ၏ဌာနချုပ်ကိုလည်းပြင်သစ်နိုင်ငံမှဘယ်ဂျီယံနိုင်ငံသို့ပြောင်းရွှေ့ခဲ့သည်ထို့တော်လည်းပြင်သစ်သည်1996ခု6တွင်ဆုတ်ခွာခဲ့သော နေတိုး၏အဖွဲအစည်းအချို့တွင် ပြန်လည်ဝင်ရောက်လာခဲ့သည်ဤသို့ပြန်လည်ပေါင်းစည်းလာခြင်းမှာမဟာမိတ်အဖွဲနှင့်အနောက်ဥရောပသမဂ္ဂတို့အကြားပူးပေါင်းဆောင်ရွက်မှုများဖွံ့ဖြိုးလာသောကြောင့်ဖြစ်သည် အနောက်ဥရောပသမဂ္ဂကလည်းဘရက်ဆဲစာချုပ်အဖွဲ့ဝင်၅နိုင်ငံဖြင့်1955ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။အီတလီနှင့်ဂျာမနီ၊ဂရိ၊ပေါ်တူဂီနှင့်စပိန်တို့နောက်ပိုင်းတွင်ပါဝင်လာခဲ့သည်။အနောက်ဥရောပသမဂ္ဂ၏မူလရည်ရွယ်ချက်တစ်ခုမှာ1945ခုနှစ်နောက်ပိုင်းနောက်ပိုင်းကာလ လက်နက်ပြန်လည်တပ်ဆင်မှုသည်ဂျာမန်မျိုးသားရေးဝါဒီတို့၏စစ်ဝါဒအတိတ်တဖန်ပြန်လည်မွေးဖွားလာလိမ့်မည်မဟုတ်ဟုဂျာမနီနှင့်အင်ဂျင်ချင်းနိုင်ငံများအားထေချာစီရန်ဖြစ်သည်နောက်ပိုင်းတွင်ထိုးဖွဲ၏လုပ်ငန်းဆောင်တာများကိုနေတို့အဖွဲ၏လုပ်ငန်းများနှင့်ပေါင်းဆက်ခဲ့သည်သို့တော်လည်း1980ပြည့်နှစ်များနောက်ပိုင်းတွင်အဖွဲ့ဝင်ဆယ်နိုင်ငံအုပ်စုပြန်လည်ရှင်သန်လာသည် ရင်းဖွဲ့၏ကြီးကြပ်ကုတ်ကဲမှုဖြင့်1988ခုနှစ်တွင်ပင်လယ်ကွေ့ဒေသသို့မိုင်းရှင်းလေးအဖွဲ့များဆီလွတ်ရှင်းလင်းပေးခဲ့သည်အခြားစစ်သည်မောများကိုလည်း1990ပြည့်နှစ်တွင်ဆီလွတ်ခဲ့သည်1992မှ1996ခုနှစ်တွင်ယူဂိုစလာဗီးယားပြည်ရင်းနှင့်ပတ်ဝန်းကျင်ဒေသများတွင်မတည်မငြိမ်ဖြစ်မှုများအကြမ်းဖက်မှုများကိုကန့်သက်ရေးရင်းလည်းအရေးပါသောအခမ်းအနားမှာပါဝင်ခဲ့သည်။ 1994ခုနှစ်တွင်ရုံးချုပ်ကိုလန်ဒန်မှဘရက်ဆဲသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။နေတိုးဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်ရာတွင်လွဲကူစေရန်ဖြစ်သည်။အနောက်ဥရောပသမဂ္ဂပြန်လည်ပေါ်ပေါက်လာခြင်းသည်ပြင်သစ်နိုင်ငံကိုစိတ်ကြေနပ်မှုဖြစ်စေသည့်အပြင်အမေရိကန်ကိုပြစ်ပယ်ထားခြင်းမပြုဘဲဥရောပကာကွယ်ရေးပုံစံတိဆောက်တောင်းဆိုမှုများကိုဖြည့်ဆည်းပေးနိုင်ခဲ့သည်။ စင်စစ်ရင်းမှာဥရောပမဟာမိတ်များသည်တက်နိုင်သည့်အချိန်တိုင်းတွင်ဥရောပပြဿနာများကိုအမေရိကန်တို့၏ကူညီမပါဘဲ၎င်းတို့ကိုယ်တိုင်ကင်တွယ်ဖြေရှင်းနိုင်သည်ဖြေရှင်းသင့်သည်ဆိုသည့်အချက်ကိုထောက်ပံ့ရလေရောက်စေရန်ရည်ရွယ်သည်နေတူအဖွဲ့ဝင်နိုင်ငံကြားတွင်ပြဿနာဆို၍ Greece နှင့် Turkey နှစ်နိုင်ငံကြားဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုသာရှိသည်။ ထို့သောနှစ်နိုင်ငံစစ်ဖြစ်လူနီပါတီဖြစ်ခဲ့သည်ထိုမှတစ်ပါထိုများလောက်ကြီးမှပြီးထိုများလောက်တက်တန်းရှိသောဖွဲ့စည်းကြီးတွင်မဖြစ်ပေါ်ခဲ့ပြီးကုံတွယ်ရေးငါးဖန်းခွဲနှင့်အခြားအကြောင်းအရာများနှင့်ပတ်သက်၍မျှော်လင့်ထားသည့်အတိုင်းဖွဲ့ဝင်နိုင်ငံများကြားအငင်းပွားမှုများစွာ ဖြစ်ပွားမှုများရှိခဲ့သည်ယခုအခါအငင်းပွားမှုပြဿနာများကိုစောလျင်စွာ ဖြေရှင်းရန်နှင့်မဟာမိတ်တို့၏ညီညွတ်မှုကိုပြန်လည်ထိန်းသိမ်းရန်စီစဉ်မှုမလိုအပ်တော့ ဆိုဗီယက်တို့၏ကြီးမားသောရည်မှန်းချက်ကိုလည်းထိတ်လန့်စရာမလိုတော့ဤချိန်မျိုးဖြစ်နေလေပြီ။ဥရောပတွင်ကွန်မြူနစ်တို့၏ဩဇာအာဏာများကျဆုံးပြီးနောက်ပိုင်းတွင်အတ္တလန်တိတ်မဟာမိတ်အဖွဲ့တွင် ထူးခြားပြီးပရိယံများသောပြဿနာတရက်ကိုရင်ဆိုင်ရသည်။အရှိဥရောပနိုင်ငံများကမဟာမိတ်အဖွဲ့သို့ဝင်ရောက်ရန်လျှောက်ထားလာကြခြင်းဖြစ်သည်။သို့သောရုရှားကနေတိုးအဖွဲ့အရှိတ်တလွားသို့ခြေဆန့်တိုးချဲ့လာပါက ၎င်းတို့အနေဖြင့်တုံ့ပြန်မည်ဟုတတိပေးလာသည်1994ခုနှစ်တွင်မဟာမိတ်အဖွဲ့သည်အရှေ့ဥရောပနိုင်ငံများဥရောပနှင့်အာရှနှစ်ဖက်စလုံးရှိဆိုဗီယက်ပြည်ထောင်စုကြီးပြိုကွဲအပြီးပေါ်ထွန်းလာသည့်နိုင်ငံများနှင့်ဥရောပရှိဂျာနီနိုင်ငံများအားလုံးအားငြိမ်းချမ်းရေးအတွက်ပေါင်းစပ်မှုအဖွဲ့ပုံစံဖြင့်အဖွဲ့အစည်းတစ်ခုဖွဲ့စည်းရန်ကမ်းလှမ်းဖွဲ့စည်းခဲ့သည်2005ခုနှစ်တွင်ငြိမ်းချမ်းရေးပေါင်းစပ်မှုအဖွဲ့ဝင်နိုင်ငံ30ရှိလာသည် ရင်းနှံ၅နိုင်ငံမှာဂျာနီနိုင်ငံဖြစ်သည်၁၀နိုင်ငံမှာအရှေ့ဥရောပနိုင်ငံများဖြစ်ပြီး၁၅နိုင်ငံမှာရုရှားပါဝင်ဆိုဗီယက်နိုင်ငံဟောင်းများဖြစ်ကြသည်1998ခုနှစ်တွင် နေတိုးဖွဲ့နှင့်ရုရှားတို့တခြားသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးကြသည်လက်နက်ထိန်းချုပ်ရေးဘောကန်ဒေတာတွင်ပြိပခါမှုများကို ဖြေရှင်းရေးနှင့်အခြားကာကွယ်ရေးပြဿနာရပ်များတွင်ပူးပေါင်းဆောင်ရွက်ရန်သဘောတူညီခဲ့ကြသည် ဤသဘောတူညီချက်သည်အရှေ့ဥရောပနိုင်ငံများအားဆက်တူပါဝင်သည့်နိုင်ငံများအနေထားမှနေတိုးဖွဲ့တွင်တင်းပြည့်အဖွဲ့ဝင်များဖြစ်လာနိုင်ရန်လမ်းဖွင့်ပေးလိုက်ခြင်းပင်ဖြစ်သည်။ပိုလန်၊ချက်သမရနိုင်ငံနှင့်ဟန်ဂေရီတို့သည်1999ခုနှစ်တွင် နေတိုးတင်းပြည့်အဖွဲ့ဝင်နိုင်ငံများဖြစ်ဝင်ခွင့်ရခဲ့သည်။ နောက်၅နှစ်ကြာရင်ဘူဂေးရီးယား၊ရိုမေးနီးယား၊ဆလိုဗက်ကီးယား၊ဆလိုဗီးနီးယားနဲ့ယခင်ဆိုဗီယက်၏ဗောလ်တစ်နိုင်ငံ သုံးနိုင်ငံတို့ပါဝင်လာသည်။တန်ဂလက်ကကြီးပြောက်ကွယ်သွားလေပြီ။မရှိတော့ပြီ။ထို့သောနေတို့အဖွဲ့၏အရှိတ်အတို့အင်အားတိုးချဲ့လာမှုသည် ပြန်လည်အင်အားတောင့်တင်းလာသောရုရှားနိုင်ငံ၏စန့်ကျင်မှုများနှင့်ရင်ဆိုင်လာခဲ့ရသည်။ အထူးသဖြင့် Caspian နှင့် Pinlay နက်ဒေသရှိ Soviet နိုင်ငံဟောင်းများဖြစ်သော Georgia နှင့် Ukraine နိုင်ငံတို့ NATO ဖွဲ့သို့ဝင်ရောက်ရေးမှာ Russia တို့၏စန့်ကျင်ကန့်ကွက်မှုကြောင့်အလံဝေနေစေရှိသည်။